ဝါရင်ပကြီးဆရာ၁၀ယောက်နဲ့ဝါသနာရှင်ပကြီးဆရာ၁၅ယောက်ပူးပေါင်းပြသတဲ့ agglomeration ပကြီးပြပွဲကိုဇူလိုင်၁၇ရက်နေ့ကအလတ်တဲ့ပကြီးပြကမ်းမှာစတင်ဖွင့်လှစ်လိုက်ပါပြီ။သုံးရကြာကျင်းပမဲ့ဒီပကြီးပြပွဲဘာအတွက်ကျင်းပတာလဲ။ဝါရင်ပကြီးဆရာကြီးတွေကိုဂါရဝပြုကျင်လို့ဒီပြပွဲမှာပါဝင်လာတာဖြစ်ပြီးအဓိကအားဖြင့်တော့လိုင်းတွေကိုအခြေခံတဲ့ color composition တွေရေးဆွဲထားတယ်လို့ပကြီးလှမြင့်မောင်ကပြောပါတယ်။တက်သစ္စာပကြီးဆရာတွေအတွက်စေ ကမ်ဘတ်ဆာတွေဈေးကြီးလို့သူတို့ရေးနိုင်သလောက်ရေးလို့မရတဲ့ကိစ္စကိုနိုင်ငံတကာအခြေအနေတွေနှိုင်းယှဉ်ပြီးသူကပြောပြပါတယ်။ကျွန်တော်တော့ absolute ဒီအရေးမြပါတယ်ဒါကျွန်တော်ပကြီကားတွေအပေါ်ပါဗောနော်။ကျွန်တော် line တွေကိုအခြေပြုပြီးတော့အကြောင်းတွေကိုပဲ composition လုပ်တဲ့လူတယောက်ဖြစ်ပါတယ်။ဟိုအသက်ရွယ်ရနေတဲ့ဟိုဆရာဦးမောင်ဒီလိုလိုလူမျိုးရှိသလိုလူငယ်ပကြီဆရာသားကြီးတို့လိုလူမျိုးတွေလည်းရှိပါတယ်။ဒါပေမဲ့သူတို့ကတော့ကျွန်တော်တို့ရဲ့စာရင်တော့အများကြီးရှေ့ကိုရောက်တဲ့ senior ကြီးတွေပါ။ သူတို့ကျွန်တော်တို့ကဂရဝပြုတဲ့အနေနဲ့ကျွန်တော်တို့ကြည်ပြားမှာပါဝင်ပြသဖို့ခွင့်နှောင်းခဲ့တာဗောလေသူတို့ကလည်းလူလူလာလာခွင့်ပြုခဲ့တဲ့အခါကျတော့ကျွန်တော်တို့ပူပေါင်းပြီးတော့ပြားခွင့်ရတဲ့အခြေအနေကိုရောက်သွားတာဗောနော်အခြားလူငယ်ပကြီးဆရာတွေကတော့ဟိုဘလို့ဖြစ်နေကြတာလေဆိုတော့ကျိုးတော့ကျိုးစားမှုရှိရဲဒါပေမဲ့ငွေကြေးပြည့်စုံမှုဗောနော်ရေးဖို့ဆိုရင်တော့ဟိုသူကဆေးဖို့ကင်ဗတ်စ်ဖို့အစဘောင်မိုးတွေအစချင်းမြင့်တဲ့အတွက်ကြောင့် သူတို့ရေးချင်တဲ့ရေးရတော့မရှိဘူးဒီ canvas ဖြိုးရောဆေးဖိုးရောတော်တော်များတော့သူတို့တော်တော်အနစ်နာခံရတဲ့ဘဝတွေပေါ့သူတို့ရေးချင်တဲ့လောက်ရေးခွင့်လည်းမရှိဘူးရေးလာရင်လည်းဟိုနေ့မှဒါပဲခစ်ပြိုင်ရင်တို့ရှေ့ရောက်တဲ့လူတွေဆိုတော့ဟိုဘယ်လိုပြောရမလဲ realism နဲ့ impression တို့လောက်တော့ဟိုလူကြိုက်များလေးမရှိဘူးပေါ့နော်အဲ့ခါမှရောင်းရလည်းမရှိပါဘူးတော့သူတို့တွေမှာဟိုဒုက္ခဝေဒနာတခုတော့ရှိရပေါ့လေစက်တဲမှုတော့ရှိပါတယ်ကွယ်လွန်သွားတဲ့ မော်ဒန်ပကြီးဆရာကြီးခမောင်ရင်ဟာသူ့ရဲ့စိတ်ခံစားချက်တွေကိုစေသားဆုပ်ချက်တွေနဲ့ပုံဖော်နိုင်တာကိုလူငယ်တွေအတူယူပြီးနိုင်ငံတကာပကြီးလောကရဲ့မြောက်ဖို့သူကတိုက်တွန်းခဲ့ပါတယ်။ပကြီးဆရာ15ယောက်စုပေါင်းပြသတဲ့ပြပွဲမှာကားပေါင်း80ကျော်ပါဝင်ပြီးဒီဒီချိန်နဲ့ဆိုရင်၄ချိန်ရှိပြီလို့ဆိုပါတယ်။ပကြီးဆရာဘင်ဂျမင်ကဒီကနေ့လူငယ်တွေအနေနဲ့ပကြီးဆွဲလို့စိတ်သာရှိမယ်ဆိုရင်တည်ယူနိုင်မဲ့နည်းတွေအများကြီးရှိတာကြောင့်ထွက်မပြေးပဲစူးစမ်းတဲ့နယ်လို့ဆိုပါတယ်။ ဒီကတော့ပမာဆိုတော့ဆွဲကျင်တဲ့စိတ်ရှိဖို့ပါပဲဆွဲကျင်တဲ့စိတ်ရှိရဲဆိုရင်ကျွန်တော်တို့ဒီရဲ့ဟိုကြီးမှာတည်တည်တည်ထိုက်တဲ့ဥစ္စာတွေအားလုံးကိုကျွန်တော်လေးလာသင်ယူရမယ်လူဝတ္တတွေရှိလဲကျွန်တော်တို့ကကိုယ့်ကိုယ်လည်းရှာဖွေရမယ်ဆရာတွေစီကလည်းမေးမြန်းသင်ယူရမှာပေါ့အလတ်အစ်ပြကမှာဒီပကြီးပြပွဲကိုဇူလိုင်23ရက်နေ့ထိကျင်းပသွားမှာဖြစ်ပါတယ်